မော်ဘီမြို့မှာရှိတဲ့ရွှေညီကိုကင်ဆိုင်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်အကင်တွေကဆိုင်ကြီးတွေမှာစားရတဲ့အရာသားနဲ့တထက်ထဲကြရတယ် မော်ပြီမှာအခင်ဆိုင်ကောင်းကောင်းလေးစားခြင်းလို့လိုက်ရှာကြည့်သေးတယ်။ဒါပေမဲ့စိတ်တိုင်းကြကြရှာမတွေ့ခဲ့ဘူး။ခုတော့ရွံ့ကြိုက်နဲ့ထတ်တူကြတဲ့ဆိုင်လေးကိုရှာဖွေတွေ့ရှိခဲ့လို့အမျိုးတွေကိုလက်တွေ့လိုက်ပါတယ်နော်။ရွှေညီကို page ကို like and share လုပ်ရုံနဲ့၅လပိုင်း၅ရက်နေ့ထိ5% discount လေးရအောင်ပါတယ်နော်။လိပ်စာလေးကတော့မော်ပြီမြို့ရွှေမော်တင်စည်တီတော်မြတ်ကြီးရဲ့မအူဝနားမှာပဲဖြစ်ပါတယ်ရှင်။ KP နဲ့လည်းရှင်းလို့ရတယ်လို့ delivery နဲ့လည်းပို့ဆောင်ပေးသေးတယ်။ဒါဆိုလို့ရှိရင်စားဖို့အတွက်အကင်လေးတွေကြွေးလိုက်ပါအောင်မယ်။ ဒါကတော့သုံးသက်သားပါသူကတချောင်း2300ပဲကြပါတယ်ဒီမှာကဝတ်သားရဲ့ကျက်သားရဲ့ရရပေါ့နော်ဒါကတော့ဝတ်ဥချိုပါဟိုတစ်ခေါက်ကဥချိုလေးစားကြည့်ရင်တော်တော်ကောင်းလို့ထပ်ပြီးတော့စားလိုက်တာပဲဖြစ်ပါတယ်ပြီးတော့အလူးလေးလည်းတော်တော်ကြိုက်တယ်ပေါ့နော်ဒါကတော့ကျက်ဥလေးပါရှင်ဒါကကြတော့ဝတ်အချင်းပါဝတ်အချင်းလေးလည်းတော်တော်စားကောင်းတယ်ပေးနာကကြတော့အဲ့ဒါကဝတ်နဲ့ရွက်လေးပါဝတ်နဲ့ရွက်လေးလည်းထည့်လိုက်ပါမယ်ရှင် ီမှာ work ကလေးစာတော်တော်လေးကိုစုံနေပေါ့နော်ဒါကကြတော့ washer ပါဝတ်သားချိတ်တဲ့သူတွေအတွက်တော့ရွှေညိကိုဆိုင်လေးကတော်တော်လေးကိုအဆင်ပြေတယ်ဒါကတော့အမှုပါအမှုကတော့ရွှေရဲ့အကြိုက်ပါပဲရှင်အသားဓူချိတ်တဲ့သူတွေအတွက်အသားဓူလေးလည်းရှိရဲပြီးရင်ရုံးပရေတီလည်းရှိရဲပန်းခေါ်ပြီးစိမ့်လည်းရှိပါတယ်ဒါကတော့နှစ်တရာသေးပါရှင်အကင်တွေကိုစားကျင်စောနဲ့ထည့်လိုက်တာအများကြီးပဲဖြစ်သွားတယ်စားကြပါအောင်ရှင် ရှင်ကြီးကိုအကင်ဆိုင်ရာလာပြေလာကွယ်နေတိုင်းဆိုင်ပိတ်ပါတယ်ရှင်။မော်ဘီမှာရှင်ကြီးကိုဆိုင်နေရှိရာ ရုံတို့အတွက်တော့တော်တော်လေးကိုကန်ကောင်းတယ်လို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုတော့စင်းနှုံတက်တက်တသားလေးနဲ့အကင်ကောင်းကောင်းလေးတွေစားရတဲ့အတွက်ကြောင့်ပါရှင်။အခုဆိုလို့ရှိရင်အကင်လေးတွေကိုစပြီးတော့กินပါတယ်။အကင်กินလို့ရှိရင်လည်းအကြာကြီးမဆောင်ရပါဘူးရှင်။ဒါကတော့အကင်ကိုတုတ်တဲ့အစီလေးပါအဲ့အကင်စီလေးကလည်းမှုမှုလေးနေပေါ့နော်အရန်ကိုမှမိုက်ပါတယ် အခုကင်းနေတဲ့မောင်လေးတွေကလည်းဟိုတယ်ကြီးကြီးမှာအလုပ်လုပ်ခဲ့တဲ့ chef တွေပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့လားလဲမသိဘူး။အကင်ကတကယ်ကိုဟိုတယ်မှာစားနေရတဲ့အရာတာကိုပေးစွမ်းနေ။မော်ဘီမျိုးကအကင်ကြိုက်တဲ့သူတွေအတွက်ကတော့ရွှေညီကိုဆိုင်လေးကိုတွားပြီးတော့ try သင်ပါတယ်ရှင်။အရာတာလည်းကောင်းသလို service လည်းကောင်းပါတယ်။ customer တွေစိတ်တိုင်းကြတည်တည်ချာချာလေးလုပ်ပေးရဲ့။ အသားနှက်ထားတာအချင်းမပါဘဲဒီတိုင်းဆိုင်ရင်တော့မှအရသာလေးကတော်တော်လေးကိုထိထိမိမိရှိရယ်ဒီအစီလေးကကြတော့ပြောင်းမှုလို့ရုံးမရည်တီလို့ပေါ့အသီးရွက်လေးတွေกินတဲ့အခါမှာအသုံးပြုပေးတဲ့စီလေးပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်အကင်လေးတွေလည်းကျက်နေပါပြီချက်ကင်လေးလည်းတော်တော်အရသာမိုက်တယ်အချင်းကိုတော့အကင်တိုင်းနဲ့လိုက်ဖက်တယ်မကြီးချင်လေးလှုပ်ပေးထားတာပဲဖြစ်ပါတယ်အချင်းလေးကလည်းတကယ်ကို ထိထိမိမိနဲ့အရသာလေးရှိတယ်။အခုဆိုလို့ရှိရင်မှားထားရလေးတွေရပါပြီရှင်။ ရွှေညီကိုကင်းဆိုင်မှာစိတ်သားတို့အမဲသားတို့တော့မရသေးဘူးပေါ့နော်။ကြက်သားရဲ့ဝတ်သားရဲ့ငားကင်ရဲ့အတီးရွက်ဆောင်ကင်းလေးတွေရပါတယ်ရှင်။ကဲအခုဆိုလို့ရှိရင်ဝတ်သုံးသက်သားကင်းလေးကို စတင်ပြီးရောစားပါမယ်။မချီဆော့ကောင်းကောင်းလေးနဲ့အသားကင်းမှုမှွေးလေးကိုတို့ပြီးရောစားလိုက်ပါတယ်ရှင်။အရသာကတော့လိုချင်နေတဲ့အရသာနဲ့ထပ်တူကြတဲ့အတွက်အရန်ကိုကျဉ်းနှံ့မိပါတယ်ရှင်။ ဒါကတော့ယွင်းရဲ့မောင်လို့ပြောတယ်ဆိုလို့ရှိရင်ယုံလားတော့မသိဘူးတကယ်တော့ तू ကယွင်းရဲ့မောင် အရှင်းပါပဲအခု तू ကတော့ဝတ်ဥဂျိုလေးကို ချင်းလေးနဲ့တိုးစားလိုက်ပါတယ်ဝတ်ဥဂျိုကတကယ်အရန်အောင်နဲ့အထဲကအနှစ်ကလေးကစိမ့်စိမ့်ကလေးနဲ့ share ပဲမနေ့ကဥဂျိုလေးကိုစားခဲ့တာအခုထပ်စားရတယ်အဲ့လိုမျိုးစားလို့ရှိရင်လေအရသာကောင်းရင် အုံနောက်ကလိုလိုမှတ်မိနေရောဒါလေးကတော့ဝတ်အချင်းနိုင်မဲ့ဖြစ်ပါတယ် ဒီမှာဝက်အချင်းတိုင်းလေးလေးရရပါတော့အချင်းတိုင်းကြိုက်တဲ့သူတွေအတွက်ကတော့ okay ပါပဲရှင်ရွှေနုံမောင်မမတွေကတော့အကုန်စားပါတယ်ဒါကတော့ရုံအရန်ကြိုက်ပါတယ်လို့ပြောတဲ့ဥချိုလေးပါ စားကြပါအောင်ရှင်ဇင်းတုံးလေးတွေကလည်းတင့်တင့်ပြီးတော့အရသာလေးတကယ်ဟိုတယ်မှာစားနေရတဲ့အရသာကိုပေးစွမ်းပါတယ်မော်ဘီမှာဒီလိုဆိုင်မျိုးလေးတွေများများလေးရှိရင်ကောင်းမှာပဲလို့လည်းတွေးမိရေပေါ့နော် ယွန်းဟာစားနေရင်လည်းတော့မှပင်လယ်စာအဆုံကင်လည်းစားခြင်းလို့ပေါ့နော်ပင်လယ်စာကင်းလေးတွေရောရလားလို့မေးတော့ကိုစားခြင်းနာလေးတွေကိုတရက်လောက်ကြိုပြောပြီးတော့မှာယူသုံးဆောင်လို့ရပါတယ်တဲ့ ဥပမာပစွန်တို့ရေပဝဲတို့ပေါ့နော်ငားဆိုလို့ရှိရင်လည်းဒီမှာငဖီးမအောင်အသုံးပြုပေးထားတယ်တကယ်လို့ကတခြားငားလေးရေစားခြင်းနဲ့ဆိုလို့ရှိရင်လည်းတခြားငားလေးတွေကိုမှာယူပြီးတော့သုံးဆောင်လို့ရပါတယ်တရက်တော့ကြိုပြောပြရပါပေါ့နော်ဒီနေ့ယူလို့စားရတဲ့မှာကြက်ပောင်ကလည်းတော်တော်ကိုမိုက်တယ်ပေါ့နော်ချက်သားအရသာလေးကသူ့တိုင်းလေးပဲစားရင်တော့မှအရသာကောင်းတယ်တချို့ကလေးတွေပါတယ်အချင်းတွေပါမစားနိုင်ဘူးဆိုလို့ရှိရင်ဒီတိုင်းကြက်ကင်လေးပဲကြွေးကြည့်အရသာတကယ်ကိုထိထိမိမိလေးနဲ့အရန်မိုက်တယ်အခင်ခင်ပြီးသွားလို့ရှိရင်လည်းအပေါ်ကနေအမှုန်လေးလည်းထပ်ဖြူပေးရပေါ့နော်အဲ့ဒီအမှုန်လေးကလည်းတော်တော် င်စားကောင်းတယ်တကယ်တော့အခုလိုအကင်တွေကဘီယာတို့အရှက်တို့ ਨੇ ဆိုတအားကိုမှလိုက်ဖက်နေမှာပေါ့နော်ဒါပေမဲ့ယုံကတော့ဘီယာကနားထားဖြစ်တဲ့အတွက်ကြောင့်ဒီကြားတဲ့ဘီယာမတောက်သေးဘူးပေါ့သူ့တိုင်းနေပဲစားတာတော့တော်မိုက်တယ်ယုံတို့မောင်နှမနှစ်ယောက်ကတော့အပီကျိတ်ပါတယ်အခုကတော့အာလူးလေးစားပါမယ်အာလူးကလည်းစီစီလေးနဲ့အရသာလေးကလည်းစိတ်ဝင်ပြီးတော့ share ပဲပေါ့နော်ဒါကတော့သူဝက်ရှာအောင်စားနေတာပေါ့နော်ဝက်ရှာလည်းမိုက်တယ် အမှုလေးစားလိုက်ပါအောင်မယ်အဲ့လိုမျိုးမြန်မာလူလေးပဲလက်လေးနဲ့စားရတာပို့ပြီးတော့အားရရပေါ့နော်မြန်မာလူလေးပဲစားလိုက်ပါတယ်အမှုလေးဒါကတော့ကြက်ဦးလေးပါကြက်ဦးလေးကလည်းအနံ့မနံဘောနော်စားလို့ကောင်းတယ်ရွှေညီကိုကငါးကိန်လေးကိုစားပါမယ်ရှင်ငါးကိန်လေးရလေလीတကယ်ကိုအရသာကောင်းတယ်အချင်းမတို့ပဲသူ့အတိုင်းလေးစားကြည့်အောင်မငါးအရသာလုံးဝကွက်တီပဲကွက်တီပြီးတော့မှွေးပြီးတော့တအားစားကောင်းတာပြီးတော့ဈေးလဲတန်တယ်ဒီလိုတကောင်မှ8500ပဲရှိရပေါ့နော် တချို့ဆိုင်တွေမှာဆိုလို့ရှိရင်တပေါင်းကနေစတဲ့ငါးကင်ဝင်ပေါ့နော်အခုကငါးကင်ကခိုးထားကတ်ထားရလည်းမရှိဘူးရတာလေးရလည်းကောင်းတယ်အချင်းလေးနဲ့လည်းလိုက်တယ်ပြီးတော့ဆက်လက်ရွက်လေးနဲ့ထည့်ပေးရပေါ့နော်တော်တော်မိုက်တယ်တန်တယ်လို့လည်းခံစားရတယ်ဒါတော့ငုံဥကင်ပေါ့နော်ငုံဥကင်လေးလည်းရပါတယ် ယွန်းကတော့ငါးဆိုလို့ရှိရင်မျက်လုံးကိုဖောက်စားရတာအချင်းဝင်ပါနေပေါ့နော်။ငါးကင်လေးလည်းဒီနေ့အရန်ကြိုက်ပါတယ်ရှင်။ငါးကင်ကောင်းကောင်းလေးစားခြင်းနဲ့ဆိုလို့ရှိရင်ရွှေညီကိုမှပဲဝယ်စားလိုက်ပါတကယ်ကိုကောင်းပါတယ်။ဒါကတော့ကြက်တောင်ပံပါရှင်။ပြီးတော့အသားတို့ကတော့ယွန်းကကြိုက်ပါတယ်ကြိုက်ပြန်ပြီပေါ့နော်။ကြိုက်တယ်လို့ပဲပြောရမှာပေါ့။အသားတို့လည်းတအားကြိုက်ပါတယ်။အသားတို့လေးလည်းမိုက်ပါတယ်ရှင်။နှစ်တရာသီးလေးနဲ့ပန်းခေါ်ပြီးစိမ့်လေးလည်းစားပါမယ်။နှစ်တရာသီးအရသာလေးရ စိတ်သက်ခါလေးပေါ့နော်အရင်နဲ့မခါအောင်လို့ဘယ်လိုလဲသူရဲ့အရသာကိုကြိုက်တာကြီးမြစ်တရားဒီအရသာလေးကိုပြီးတော့ဘန်းကော်ပီစိန်းလေးရလဲกินထားရလေးတော်တော်စားကောင်းတယ်အချင်းလေးရလဲအရင်ကောင်းတယ်အချင်းကြိုက်တယ်ဒီကမကြီးစော်လေးကိုနေတော်တော်ကြိုက်တယ်သူရဲ့အရသာမန္တလေးစတိုင်နဲ့ရန်ကုန်စတိုင်ခြားထဲမှာရှိရဲ့အရသာမျိုးကိုသူကဖျော်ဆက်ထားတာပေါ့နော်ရန်ကုန်ကနေမော်ဘီကိုလာလဲလဲဆိုလို့ရှိရင်လဲရွှေကြီးကိုဆိုင်လေးမှာဝင်စားသွားကြည့်စေခြင်း ။ဘာဖြစ်လို့လဲဆိုတော့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ယွန်းဆဘူးတမျှအကင်းဆိုင်တွေနဲ့ရှင်နိုင်လို့ပဲဖြစ်ပါတယ်ရှင်။ယွန်းဟာတောင်းကလာဘက်မှာဆိုလို့ရှိရင် thank you အကင်းဆိုင်ကိုတော်တော်လေးသဘောကျတယ်။ဒီမှော်ပြီးမှဆိုလို့ရှိရင်ရွှေညီကိုအကင်ဆိုင်ကိုတော်တော်လေးသဘောကျရယ်ပေါ့နော်။ဒါယွန်းအကြိုက်ဆုံးအကင်ဆိုင်တွေပဲဖြစ်ပါတယ်။လူအားဘီယာမတောက်ဘူးဆိုတာအခုတော်တော် weight ပြန်ထိနေလို့ပေါ့နော်။ဘီယာတောက်လိုက်တာဖိုက်ကြီးတော်တော်ရွှဲသွားလို့ ပီယာမတောက်ပဲနဲ့အကင်လေးပဲလိမ့်လိမ့်မမာနဲ့စားလိုက်ပါတယ်ဒီနေ့ကတော့ပီယာတောက်တက်တဲ့သူတွေကတော့ဒီအကင်ဆိုင်လေးမှာအမြီးဝယ်ပြီးတော့စားကြည့်ပါလို့ပြောချင်ပါတယ်ရတာတကယ်ကိုကောင်းပါတယ်ဒါတော့ရုံးမောင်ကတော့သုံးချောင်းပူပြီးတော့စားမယ်ပေါ့နော်ဒါဝက်ချင်းနိုင်တို့ဝက်ရှာတို့သုံးချောင်းပူပြီးစားလိုက်တာတော်တော်လေးကိုထိမိသွားတဲ့ပုံစံပါပဲရှင် ယုံကတော့ဒီမှာကျွတ်ုံဖြူကင်လေးလဲစားပါတယ်ကျွတ်ုံဖြူကင်လေးကလည်းမှုမှွေးလေးနဲ့အရသာတကယ်ရှိပါတယ်ရှင်နီကတော့ယုံတစ်ယောက်တည်းငားကင်ကိုအများကြီးစားလိုက်တဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်ပြောင်းဖူးလေးကိုလည်းထိန်ချံမထားပါနဲ့ရှင်ပြောင်းဖူးလေးကိုလည်းစားပါတယ်ဒီကိုကအန်ဆွဲတယ်ပေါ့နော်သူပြောင်းမှုလေးရလဲစားလို့ကောင်းပါတယ်ချွတ်ချိုလေးနဲ့အချင်းလေးနဲ့လိုက်ဖက်ပါတယ်ရှင် ဒါကတော့သူကငါးกินလေးကိုဆက်လက်ကလေးနဲ့ထုတ်စားရမယ်ဖြစ်ပါတယ်။ကောင်းလေးကဝိတ်ချနေတော့အစားတောက်တွေအများကြီးမစားနိုင်ပါဘူး။ရှင်ကလည်းသူစားတာကိုကြည့်ပြီးတော့အားကြမခံဆက်လက်ရွက်လေးနဲ့လိုက်စားလိုက်ပါတယ်ရှင်။တကယ်ကိုမှမိုက်ပါတယ်။ငါးกินတစ်ကောင်8500ကိုဆက်လက်ရွက်တွေရောအချင်းတွေရောဆိုလို့ရှိရင်ညက်ကောမြက်ပါမလားပေါ့နော်တွေးအောင်တွေးမိွားတယ်စားနေရင်လည်း အကင်ရဲ့အရာသာတိုင်းကရှက်တယောက်ရဲ့စေတနာတွေကို ပေါ်လွင်စေပါတယ်ရှင်။ရွှေညီကိုဆိုင်လေးက street food ဆိုပေမဲ့အရာသာကတကယ်ကို luxury ဆန်ပါတယ်။အခုလိုမျိုးအရာသာအရန်ကောင်းလွန်လို့ရွှေရမောင်လေးကတော့ငါးကင်ကိုသူကခေါင်းမှာစုပ်လိုက်ပါတယ်မြန်မာလူလေးပေါ့နော်။ ရှင်ကလည်းငါအကင်းကိုအဲ့ဒီမှာဘေးနားမှာအသားတွေမကြမ်းမချင်းဖဲ့ဖဲ့စားတာမကုံမချင်းုံဖဲ့စားတအားစားကောင်းနေစားလိုက်တာကုံသွားပါပြီဒီနေ့ကတော့ရွှေညီကိုကြောင့်လက်မထောင်နိုင်ခဲ့ပါပြီ